ပရာလောကအစာပိအခန်းဆက်ဝတ္ထုရှိများဖျားပြန်ဥအောင်ရှင်နေကြောက်ဖြာအောက်ကတပက်ကြီးအသွဲနှစ်စာစဉ်တစေကျုံနဲ့ဆရာကြီးနဲ့ရွာကိုပြန်ရောက်နေပြီဆိုတော့နည်းနည်းတော့အားသွားပြီလို့ဆိုရမယ်ဗျအမေကကုန်ကူးသွားရင်းနဲ့ကျုပ်အတွက်အဝတ်အစားအသစ်တွေဝယ်လာသေးတယ်ဒါပေမဲ့အမေတို့ကရွာမှာတိတ်ကြကြမနေဘူးတဲ့လင်းကားရက်လောက်နားပြီးရင်ထီးလင်းဘက်ကိုဆင်းမလို့တယ်ဗျ ဒီတစ်ခေါက်သွားရှင်တော့နည်းနည်းကြာမယ်လို့ပြောတယ်။အဲ့ဒီဘက်ကပိုးထယ်ပြီးသွားကောက်မယ်လို့ပြောတာပဲ။မနှက်စာစားပြီးတဲ့လုတ်စရာမရှိလို့ဇရာဦးအောင်ရှင်တို့အိမ်ဘက်ကိုထွက်လာခဲ့တယ်။ဦးအောင်ရှင်ကကုတ်ပြင်းမှထိုင်ပြီးလူကြီးတယောက်နဲ့စကားပြောနေတယ်။အဲ့ဒီလူကြီးဘေးနားမှာလဲယောက်ျားတွေ၄50ယောက်ကမတက်ရနေသေးတယ်။ကျူလဲဇရာကြီးအနာသွားထိုင်လိုက်တယ်။ရင်းမောင်း ငါကမဲလာမလာပါမလားလို့ဆုံးနေတာကွာလာမှာပါဆရာကြီးရဲ့မင်းမိရောက်တော့အိမ်မှာ၃လရက်လောက်နားနေပေါ့ကွာမနာကျင်ပါဘူးဆရာကြီးယာအိမ်မှာနေရတာပင်းလို့ဆရာကြီးစီကိုထွက်လာတာငါလဲလောလောဆယ်တော့သွားစရာလမ်းကြောင်းမပေါ်သေးဘူးဟေးဒါနဲ့ဒီလူကြီးကိုမင်းသိသလားယင်မောင်ဆရာဥအောင်ရှင်ညွန်ပြလိုက်တဲ့လူကြီးကိုကျုပ်တေချာကြည့်လိုက်ပြီမဲ့ဘသူမှမသိဘူးဗျဆရာကြီးရဲ့ကျုပ်ကအခုမှ ီရွာကိုရောက်လာတာမကြသေးဘူးဆိုတော့ဒီရွာကလူတွေနဲ့တီးပါမလားဗျာဟေးဟေးငါကမင်းကိုမိတ်ဆက်ပေးချင်လို့မေးလိုက်တာပါကွာဟောတာကဥယံအောင်လေကွာကြောမြို့ကလာတဲ့ဆရာကြီးကောဩဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဆရာကြီးဥယံအောင်ကကျုပ်ကိုတစ်ချက်ကြည့်လိုက်ပြီးဒီကလေးကဘသူများလဲဥအောင်ရှင်ရဲ့ကျုပ်ရဲ့တပည့်ကလေးပါဗျာ သူနာမည်ကရင်မောင်းနဲ့ရွာကိုရောက်တာမကြသေးပါဘူးဥယံအောင်ကပြုံးလိုက်ပြီးတော့ဟာဥအောင်ရှင်ကတပည့်တွေပါတွေမွေးလိုပါလားဗျာတခါမှတပည့်မမွေးတဲ့လူကအခုမှဘာစီခုပေါ့ပြီးတပည့်တွေထမွေးနေတာလေအရင်ကလည်းတပည့်တွေပါတွေမွေးဖြူပါတယ်ဗျာခတ်တာကကျုပ်တပည့်တွေကကျုပ်စကားကိုနားမထောင်နိုင်ကြပဲလမ်းခူးလကန်နေထွက်ထွက်သွားကြတာဗျို့ဒီကောင်လေးကတော့မြင်းမဲ့ထင်တာရယ်ဗျာ ဒါနဲ့ဥယျာဏ်အောင်ခမရလည်းတပည့်တပန်တွေများလေဆိုဗျာကျောက်ကတော့ကျောက်ကန်းရဲ့ပညာကိုစီဗင်တိုးတက်စေတဲ့ဆန္ဒနဲ့တပည့်တပန်တွေမွေးရတာပေါ့ဗျာကျူးမျိုးကနမည်ကြီးတဲ့ဆရာကြီးကိုတိုင်မြင်းစာရွာအထိဆင်းလာတယ်ဆိုတော့ကိစ္စကတော့ထူးပြီထင်တယ်ထူးတော့ထူးတယ်ဗျာဟောဒီနားမှာကွမ်းဆက်ရွာဆိုတဲ့ရွာတရွာရှိတာဥအောင်ရှင်ကြားဘူးသလားကွမ်းဆက်ဆိုတာတောင်ကြားထက်ကရွာကလေးဗျာ ကျုပ်တို့ရွာကနေဆိုရင်အရှစ်စူးစူးကိုဆက်သွားရမယ်။တောင်တန်းကြီးကိုဖြတ်ကျော်လိုက်ပြီးချွိုင်ဝမ်ကလေးတခုတွေ့မယ်။အဲ့ဒီချွိုင်ဝမ်ထဲမှာတီထားနေရွာကလေးပါဗျာ။ဒါနဲ့ဦးရံအောင်ကကွမ်းစဲရွာမှာကိစ္စတခုရှိလို့လား။ဝမ်စဲရွာနာမှာထူးခြားတာတခုခုများကြားမိသလားဦးအောင်ရှင်။ဦးအောင်ရှင်ကမျက်မှောင်ကျုပ်ပြီးခေါင်းကောင်ဖြည်းဖြည်းလေးခါလိုက်တယ်။ကျွတ်တော့မမမကြားမိပါဘူးဦးရံအောင်။ ဒီအခါဦးရံအောင်စုတဲ့လူကြီးကဦးအောင်ရှိန်ကိုအထင်သေးတဲ့ကြည့်နေကြည့်ရင်ဒီတခါတော့ခမညံ့သွားပြီဦးအောင်ရှိန်ရဲ့ခမပြခမတို့ရောအနားမှာဖြည့်ပြနေတာတော့မှမသိဘူးလားဦးရံအောင်ပြောလိုက်တဲ့စကားကြောင့်ကျူတောင်ဒေါဖာထွက်ထွန်းမိတယ်ဦးရံအောင်ပုံစံကလည်းကြည့်ရတာတောင်းမကြိုးဘူးဗျသူ့ကိုယ်သူဆရာကြီးဆိုပြီးတော့စောင့်ကြွာစောင့်ကြွာခင်နေတဲ့ပုံစံမျိုးပဲဝတ်ထားစားထားတာကလည်းအဲ့ဒီခေတ်ကတကြီးတွေဝတ်တယ်လို့ ကျွင်းကြီးလို့ခေါ်လဲအဖြူရောင်တောက်တောက်အင်ဂျင်နဲ့အောက်ကလည်းဘန်းကောက်ပစိုးပျောင်ပျောင်လက်လက်နေဗျာဘဲဘက်လက်ဆိုရင်လဲလက်နာချောင်အကိလက်ဆိုတွေဝတ်ထားတယ်လက်ဆိုကလည်းကြောက်ဒီစိန်လေးနဲ့ဖြူဖြူကြည့်နေဗျာခမ ्या ကိုငင်းသာအောင်ဖြောင်းမယ်ဆိုရင်ခုခေတ်ရုပ်ရှင်မင်းသားရောင်းအောင်လို့ယူမျိုးပဲကျုပ်ကဒေါသထထပြီးမယ်ဦးအောင်ရှင်ကအေးအေးလိုလိုပါပဲဗျာဂွင်းစက်ရွာမှာဘာရီမြက်ထင်နေလို့လဲဦးရန်အောင်ကြီးဂွင်းစက်ရွာမြောက်ဖက်တောအုပ်ထဲမှာစုံးတိုက်တစ်ခုရှိလေလို့ကြားမိတယ် ပြီးတော့အဲ့ဒီစွန်တိုက်ကစွန်ကြီးကကြောမျိုးအထိလာပြီးတော့ပြူစမ်းနစ်စကြလို့ကျုပ်တို့လာခဲ့ရတာပဲတခုခုတော့မားနေပြီတင်လေဦးရန်အောင်အထက်လန်းစရာရဲ့အလုတ်ကစွန်ပြူစားတယ်ဆိုရင်ဘယောကထုတ်အတိုက်ထုတ်ပြီးကုတာပေးယုံမဲမဟုတ်လားအခုလိုတပည့်တပန်းနေအများကြီးနဲ့ဆင်းလာပြီးတော့ကုစရာလိုလိုလားဦးရန်အောင်ဟုတ်ပါတယ်ဦးအောင်ရှင်ဦးအောင်ရှင်ပြောတာမှန်ပါတယ်အခုကျုပ်တို့လာရတယ်ဆိုတော့ကလည်းဒီစွန်ကြီးကကျုပ်တို့ခိုင်းကိုရင်းရှာပြီးစိန်ခေါ်သွားလို့သူတို့နဲ့စင်ကြီးရှင်းကိုလာခဲ့တာပဲဦးအောင်ရှင် ီအချင်းဥယျံအောင်က အားချောက်သွားတယ်ထင်တယ်။ရင်းနှွေးချမ်းအိုးကိုလက်ညှိုးနဲ့ထိုးပြလိုက်တော့သူ့တပိတ်တယောက်ကရင်းနှွေးချမ်းတစ်ခွန့်ငဲသည်လက်နှစ်ဖက်နဲ့တည်တည်ချာချာကိုင်လို့ဥယျံအောင်ကိုပေးရတယ်ဗျာ။ဥယျံအောင်ကတပိတ်အပြေးတဲ့ရင်းနှွေးချမ်းကိုအသာလမ်းယူပြီးတော့တောက်လိုက်ရင်ခွတ်ကိုပြန်ပေးလိုက်တယ်။တခါသူ့ဘေးမှာခြားထားတဲ့ကြွေးခွန်းအိုးကိုလက်ညှိုးထိုးပြတော့ တပည့်တူကအလိုက်တတိနဲ့ကွမ်းရပေးရတယ်အဲ့တော့ကျုပ်အိမ်ကိုဝင်လာတာရောက်တုံးရောက်ခိုက်လာနှုတ်ဆက်တဲ့သဘောဟုတ်ရဲ့လားဦးအောင်ရှင်ကတဲ့တယ်ပဲမြင်လိုက်တယ်ဦးရအောင်ကပြုံးပြုံးနဲ့တကယ်တော့ကျုပ်တို့ဆုံးတိုက်ကိုသွားနိုင်နေမဲ့ကိစ္စမှာဦးအောင်ရှင်မြလိုက်ပါခြင်းမလားလို့လာခေါ်တာပါဟာဒါကခင်ဗျားလို့ကိစ္စလေဗျာကျုပ်နဲ့မှမဆိုင်တာကျုပ်ကဘာလို့လက်ရမှာလဲမဟုတ်သေးဘူးလေဦးအောင်ရှင်ရဲ့ဦးအောင်ရှင်လိုက်ခဲ့တော့ဘ ഹു တုတာလည်းရတယ် ပညာလည်းတော့မမဟုတ်လားဇွန်နေနဲ့တိုက်ရတာကတော့ကျုပ်တော့မထူးဆမှာပါဗျာကျုပ်ကကြကြီးကြောင်များတယ်လူဗျာခမားတို့နဲ့လိုက်လို့ဂရိကထများပြီးခမားတို့အစစ်မှုပြီးမှဆိုတယ်ကိုဖါတာတော့ကြပါဗျာအေးပါဗျာကျုပ်ကလည်းဒီဒေတာကလူဆိုတော့လိုက်မလာလို့ခေါ်ကြည့်တာပါခမားမပါလို့လည်းဖြစ်ပါတယ်ဥယင်အောင်ကဒီလိုပြောပေမဲ့စိတ်ထဲတိတ်တော့မခံကျင်းလို့ဖြစ်သွားတယ်ပြောဆိုပြီးတာနဲ့သူ့တပည့်ထုတ်ပေးတဲ့ခွန်ရာကိုယူလိုက်ပြီးပစက်ထဲတော့ကြိုက်ဝါလိုက်တယ် လေးငါးချက်လောက်ဝါပြီးတော့ကွမ်းတေတွေကိုထွီးကနေထွီးထုတ်လိုက်ပြီးကွမ်းရပေးတဲ့တပည့်ကိုမျက်စောင်းထိုးကြည့်လိုက်တယ်ဟေးကောင်မင်းရတာထိုးမရတယ်ကွာမင်းကအတုံးကိုမကြဘူးအခုချိန်ထိကိုယ့်ဆရာဘလို့ကြိုက်တတ်တယ်ဆိုတော့မသိသေးဘူးကွမ်းရပေးတဲ့တပည့်ကပြပြသလဲနဲ့တူးတောက်လိုက်သည်တောက်မှန်ပါလေဆရာကြီးကျွန်တော်ပော့ဆာမိပါတယ်နောက်တာမျိုးထပ်မဖြစ်စေရပါဘူးဆရာကြီးနောက်ကိစ္စတော့မထားအခုတော့မင်းကိုငါဖိပေးရမယ်ငါ့ကိုဂျင်းတော်ပေးဆောင်ဦးရံတော်ကလက်ဖြတ်လိုက်တော့တပည့်တွေကငါဂျင်းလုံးကြီးတစ်လုံးထုတ်ပေးလိုက်တယ် ဥယျာဉ်ကဂျိန်ကိုဆွဲပြီးကွက်ပစ်ဘော်ကနေမတ်တက်စင်းရတယ်။ကွာရပေးတဲ့တပည့်ကိုကြည့်ပြီးဟိုဘက်လဲစား။တပည့်ကတဖက်ကိုလစ်လိုက်တဲ့အချိန်သူ့ဂိုင်ထားတဲ့ဂျိန်နဲ့ကြောပြုံကိုပြောတင်တော့တာပဲဗျာ။တယွမ်းယွမ်းနဲ့အတန်ကြားတာနဲ့ကြောက်စရာကြီး။လင်းငါးချက်လောက်ရိုက်ပြီးတော့မှဂျိန်လုံးကိုတခြားတပည့်ကိုလမ်းပြလိုက်တယ်။ဥုံရှင်းကမျက်ခုံပင်လိုက်ပြီးတပည့်ကိုဆုံးမတာလဲဆုံးမတာပေါ့ဥယျာဉ်ဟောင်ရာ။ဘာမဟုတ်တဲ့ထုံလီနေနေမြကြားထွားတာနဲ့ဒီလိုရိုက်စရာလိုလိုလား။ ်ဦးရောင်ကဦးအောင်ရှင်ကိုမျက်လုံးစိမ့်ကြီးနဲ့စိုက်ကြည့်လိုက်ရင်ကျုပ်တပည့်ကိုကျုပ်ကျက်တယ်လို့ဆုံးမမယ်ခမည်းဝင်ပါခွင့်မရှိဘူးဦးအောင်ရှင်နောက်ပြီးတော့တပည့်တွေဆိုတာဒီလိုမျိုးနာနာနစ်ကွက်ထားမှာထင်ရမဆန်းရဲ့မှာဗျခမည်းကိုဒါဒီပြောလဲနားမလဲပါဘူးဦးအောင်ရှင်ကခမည်းကတပည့်တွေကို အထင်မတက်လို့ခမည်းမှာတပည့်မရှိတာဗျကျုပ်ဆိုတတော်ဒေါသထွက်သွားပြီးကိုပစ်ကနေမတ်တက်ထက်လိုက်တယ်ဦးအောင်ရှင်ကကျုပ်ကိုလက်ကားပြပြီးတားလိုက်တယ် ရံအောင်တဲ့လူတတိုက်ကခြံတဲကနေခတ်တုတ်တုတ်ထွက်သွားကြပါလိမ့်တော့သူတို့ခလန်းလန်းရောက်သွားမှာဆရာကြီးဒီလူတွေစကားပြောတာသိတ်လွန်နေဗျာသားလိုက်ဆမ်းမရစ်မောင်ရာသူတို့ကြောင့်ကိုယ်စိတ်ကိုကိုယ်အပင်မမခံပါနဲ့ကွာအခုဟာကဗျာအိမ်ပေါ်မှာနေရကိုယ်အိမ်ကိုလာတဲ့လူဟာကိုယ့်ကိုစော်ကားတော့တာမယ်ဆရာကြီးဟာကျုပ်ဆိုဒီလူမျိုးလားကြည့်ပြီးလက်သေးနေကြီးထွားကျင်တာစိတ်လွန်နေဆမ်းပါ သူတို့အင်ကိုလာတာဘာဖြစ်လာတာလဲဆိုတာမက်တီရဲ့လာရင်မောင်ရဆရာကြီးကိုအဖော်လာခေါ်တာလीဗျာဒါကအပေါ်ရံအမြင်ပေါ့ကွာတကယ်တော့အဲ့ဒီလိုမဟုတ်ဘူးကွာဥယံအောင်ဆိုတဲ့လူကတော်ယုံလုတ်ကိုတိပီအောက်ကျနောက်ကျခန်းလိမ့်မရှိဘူးကွာပြီးတော့ဒီစွန်းတိုင်ကိုသာသူကျင်းတင်နိုင်မယ်လို့ထင်ရင်ငါးစီတောင်ရောက်လာမှာမဟုတ်ဘူးအခုငါးစီကိုလာရတယ်ဆိုတာသူ့ကိုသူလည်းမနိုင်တော့ဘူးလို့ထင်တယ်အနည်းအဖမှာစုံစမ်းလိုက်တော့လေသူ့ထက်ပညာသာတဲ့လူဆိုလို့တိတ်မရှိတာနဲ့ငါးစီဝင်လာခဲ့တာပဲ ငါ့ကိုစီကူလာတောင်းတဲ့သဘောပေါ့ကွာစီကူလာတောင်းတယ်ဆိုရင်လည်းဗျာဒီလိုအထက်စီးကနေပြောလို့ရမလားဗျာသူကဆရာကြီးကိုကွာကြောမျိုးမဂိုင်းကြီးထောင်းပြီးတပည့်တပန်းကြီးအများကြီးနေဆိုတော့ငါ့ကိုအောက်ကြနောက်ကြခံပြီးတော့ငါ့ကိုတဲ့မပြောချင်ဘူးပေါ့ကွာသူ့အရှင်ကွာနေဆိုတော့ငါ့ကိုခေါ်လဲခေါ်ချင်တယ်အောက်ကြရမှလည်းကြောက်နေတဲ့ပုံပဲကွာဟုတ်မဆရာကြီးဆရာကြီးကမလိုက်နိုင်ဘူးလို့လည်းပြောလိုက်ရောဒီလူကြီးကဒေါသထွက်သွားသူလိုပဲဗျာ အစ်စ်ပေါ်ကွာကံမကောင်းတာတူတပဲလေးကွာငါ့ဘို့ထော်နေလဲဒေါသတွေကိုတူတပဲလေးပေါ်ပုံကြသွားတယ်ဆိုပါတော့ဟဲ့တပဲကိုရိုက်လိုက်တာတော်တော်နာမမဲဗျာအသားနာရာထက်တူစိမ့်ရှာတယောက်အရှိမအရိုက်ခံရတယ်ဆိုတဲ့အတိက ရင်းထဲမှာပေါ်ပြီးနာကျင်မှုကောင်းပါဗျာသူမှုလုရက်လိုက်တာဗျာဆရာတယောက်ကအဲ့ဒီလိုမျိုး တပဲ့ကိုရိုက်နေလို့ရရတယ်လားဆရာကြီး။အိုးကွာဂိုင်းဝင်ကလေးက ဆရာပြောသမျှနားထောင်ပါမယ်ဆရာလုပ်သမျှခံပါမယ်ဆိုပြီးဂတိပေးထားတာပဲဆရာလုပ်တော့လေတပည့်ကဘာပြောနိုင်မှာလဲကွာကျွန်တော်ကတော့ဒီလိုဆရာမျိုးရှိမှတပည့်မထစ်တာကံကောင်းတယ်လို့ထင်တယ်ဆရာကြီးอ่ะတို့မို့ဆိုရင်ဆရာကိုပြန်ထိုးမိမှာဗျမင်းမကြုံဘူးသေးတော့ပါရှင်မောင်ရငါကလည်းအရိုက်ကြမ်းတယ်ကွာရိုက်တဲ့အခါသူ့လိုကျင်းလုံးနေတာမဟုတ်ဘူးဝါလုံးပိုက်ရိုက်တာကွာငါအရိုက်ကြမ်းတယ်ဆိုပြီးတော့ အရင်ကတပိတ်နေအောင်တော့ပြေးသွားသေးတယ်။ဗျာ။ဆရာကြီးတကယ်ပြောတာလား။ဟင်။ကျွန်တော်ကိုနောက်နေတာမဟုတ်လား။ငါကမင်းကိုနောက်ပါမလားကွာ။မင်းမရောရင်အေးကြီးကိုမေ့ကြည့်ပေါ့။ဥအောင်ရှင်ပြောစကားကြမိ။ကျုံဖြင့်ဒရင်မျိုးချလိုက်မိတယ်။အခုငါတို့ခရီးထွက်စရာမရှိသေးဘူးဆိုတော့မင်းကိုပြင်းနေတယ်တင်ပြရမယ်။အရင်ဆုံးမင်းရဲ့စရဏအားကောင်းပရိစေရမယ်။ဘုရားကပရိစေဖို့ပြောပေးမယ်။ ခီးထွက်လိုက်ရလို့မစိတ်ဖြစ်ဘူးမို့လားဟုတ်တယ်ဆရာကြီးဒါဆိုအိမ်ပေါ်တက်ဖះကြောင်းဆောင်ဘေးနားမှာချိတ်ထားတဲ့ပရီးတွေကကိုကျိတ်တဲ့ပရီးတကုံးယူပြီးစိတ်ဖြစ်တော့အဲဟိုတခါလို့ပရီးအဆတုံးကြီးယူသွားနေအောင်နော်ဟုတ်ကဲ့ပါဆရာကြီးဒါနဲ့ကျွန်တော်ကဘာဆိတ်ရမလဲဟိုတခါဆရာကြီးကအစိတ်ချင်ရဆိတ်ဆိုပေမဲ့ဟိုဟာဆိတ်ရနုံနုံဒီဟာဆိတ်ရနုံနုံဖြစ်နေတယ်နမောတတဘဂဝါတော်အရဟတော်တမန်တမှုတတတဲ့ အဲ့ဒါဘာပြောတာလဲမဲတိသလားရှင်မအသေးစိတ်တော့မသိဘူးဖယားရှိကိုရင်တော့စိုးရပဲဆရာကြီးရဲ့အရဟံအစဘဂဝါဆုံးကိုဝါတော်ဂုံတော်နဲ့ပြည့်စုံတဲ့တမ္မာတံဗုဒ္ဓဖယားကိုရှိခိုးပါဤတဲ့ကွာဘုကဘာသာဖြစ်ပြီးဒါလေးတောင်မသိဘူးမှတ်ထားပါမယ်ဆရာကြီးဒါဆိုအဲ့ဒီနမောတတ္တကိုပရိစေရမှာလား ပြောချင်တာကအဲ့ဒါမဟုတ်ဘူးရှင်မောင်ရအရဟံဆိုတာဂုံတော်ကြီးရဲ့အစာပဲမင်းကလည်းအခုမှစမှာဆိုတော့အစာတက်ကိုယူတဲ့အနေနဲ့အရဟံဂုံတော်သာစိတ်ကွာဘယ်နှပတ်စီရမလဲဆရာကြီးသူများကိုလိုက်မမေးမနေနဲ့မင်းကိုမင်းပြန်မေးစမ်းမမင်းဘယ်နှပတ်စိတ်နိုင်သလဲရှင်မောင်အရဟံကလွဲပါတယ်ဗျာ ကျွန်တော်ဒီတစ်ခါတော့မရရအောင်စိတ်မေဗျာ ဒီလိုလောက်ကွာအရင်ဆုံးကိုးနှဝင်းကြည်အောင်ကိုးပါစိတ်ပေါ်ကိုးပါကိုထပ်စိတ်နိုင်တယ်ဆိုရင်တော့၁၈ပါ၂၉၃၆ပါအဲ့ဒီလိုတိုးစိတ်ပေါ်ကွာဒါပေမဲ့ရှင်မောင်းမဒီစိတ်တယ်ဆိုတာကစရဏအကျင့်ကိုစတင်ကျင့်တာပဲဒါကြောင့်မဒီအပတ်များများပြီးဖို့ထဲကိုအာယုံစူးဆိုင်နိုင်မှုကိုလေ့ကျင့်ပေးမှာပညာတတ်မယ်လူတစ်ယောက်မှာအရေးအကြီးဆုံးက အာယုံစူးဆိုင်မှုပဲအာယုံစူးဆိုင်မှုမရှိတဲ့လူဟာငါတို့လူပညာရမှမဟုတ်ဘူးဘေးပညာရမျိုးမှဆို မအောင်မြင်နိုင်ဘူးကွာကျွန်တော်မှတ်သားထားပါမယ်ဆရာကြီးပတိစိတ်တဲ့အခါပတိတလုံးတလုံးကိုချလိုက်တဲ့အခါတိုင်းကိုချလိုက်တဲ့ပတိလုံးကို အာယုံစူးဆိုင်သည်နှုတ်ကနီဂုံတော်ရွရတယ်ပတိတလုံးချင်းစီကို အာယုံစူးဆိုင်ထားရတယ် ပတိတပတ်ချင်းစီကိုအာယုံစူးစိုက်ထားရတယ်တချို့များငါသွေးဖူးပါတယ်ရေဒီယိုနားထောင်ရင်ပတိစိတ်တာတို့သူများနဲ့စကားပြောရင်ပတိစိတ်နေတာတို့တချို့ကြတော့ကိုစိတ်နေတာဘယ်နှပတ်ရောက်နေမှမသိဘဲလက်ညိုးထောင်လက်မထောင်ပြီးတော့မှတ်နေရတာတို့ဒါဒီဟာတကယ်တော့အာယုံစူးစိုက်မှုမရှိလို့အာယုံပြက်လွတ်နေလို့ပဲကွာ အာယုံစူးစိုက်ထားတဲ့လူဟာ ကိုယ်အလွတ်ကဘယ်အတိုင်းတအထိရောက်နေပြီလဲဆိုတာသိတယ်ကိုယ်စိတ်နေတာဘယ်နှပတ်ရောက်နေပြီလဲဆိုတာသိတယ်ဦးအောင်ရှင်ကဆေးလေးကိုမိညရဲ့မင်းကိုမြင်တော့ဥပမာ ပေးရမယ်ဆိုရင်သမင်းစားတာနဲ့ဥပမာပေးရမယ်အာယုံပြတ်လွတ်နေတဲ့လူဟာမျက်စိမိတ်ပြီးသမင်းစားနေတာနဲ့တူတယ်မျက်စိမိတ်တာတော့ကိုယ်ပကန်းနဲ့သမင်းဗနာရှိမှမသိဘူး ဟင်းကွက်တွေကဘယ်နှရှိမှမသိနဲ့သမင်းတရကန်ကုံဖို့အတော်အားဆိုင်ယူရတယ်အချိန်လည်းကြာတယ်အာယုံစူးဆိုင်နေတဲ့လူကြတော့မျက်စိဖွင့်ပြီးသမင်းစားတဲ့လူလိုပဲသမင်းကုံတာလည်းမြန်တယ်လို့ကိုစားနေတာဘလောက်အတိုင်းအတာရှိပြီလဲဆိုတာသိတယ်ဘယ်ဟာကတော့အယိုးဘယ်ဟာကတော့အသားဆိုပြီးတော့ဖေးရှားစားတော့နိုင်တယ်မျက်စိမိတ်ထားတဲ့လူကြတော့စန်းတဝါဝါစားယုံမှာပဲကွာ ဒီလောက်ဆိုရင်မင်းသဘောပေါက်ပြီထင်ပါတယ်ရေမောင်ဟုတ်ကဲ့ကျွန်တော်နားလေပါပြီဆရာကြီးအခုပဲအိမ်ပြန်ပြီးတော့ပဒီစီပါတော့မယ်ကျုံလဲဆရာကြီးအိမ်ပေါ်တက်လိုက်ပြီးတော့ပဒီတကုန်းကိုယူလိုက်တယ်ဒီတခါတော့မကြီးမသေးပဒီလေးတကုန်းယူပြီးပြန်ဆင်းလာခဲ့တယ်အိမ်အောင်ရောက်တော့ဦးအောင်ရှင်ကတောင်ဝိကင်ပြီးချန်ပီယံထွက်ဖို့လုပ်နေပြီဦးအောင်ရှင်လာရွာမနေရင်လမ်းလျှောက်ထွက်လို့ရှိတာမို့လမ်းလျှောက်ထွက်မလို့ထင်ပါရဲ့ဗျာ အင်ရောက်တော့ပတိစစ်စစ်ရည်ဆရာဦးအောင်ရှင်ပြောသလိုပတိတလုံးချင်းတလုံးချင်းကိုစိတ်အာယုံစူးဆိုင်ပြီးတော့တေချာစိတ်ကြည်တယ်ဒါပေမဲ့စိတ်အာယုံကစူးဆိုင်လို့မရဘူးဖြစ်နေတယ်ပတိစိတ်နေရင်အမေနဲ့ជីကြီးတန်းစကားပြောနေတာကိုကြားတဲ့အခါစိတ်ကအဲ့ဒီကိုရောက်သွားတယ်သူတို့ကသူတို့ခြံထဲမှာစကားပြောနေပေမဲ့သူတို့ပြောတဲ့အကြောင်းအရာတွေကိုနားထောင်နေမိတယ်တတိယတော့စိတ်ကိုပြန်ဆွဲလာခဲ့တော့ပတိစိတ်နေတာအာယုံမရတော့ဘူးဖြစ်သွားတယ် အဲ့ဒါနဲ့အစကပြန်စိတ်တယ်အရင်ကပတိစိတ်တယ်ဆိုတာလွယ်လို့ထင်လို့မဲ့အခုမှတော်တော်မလွယ်တဲ့အလုံးမှန်တိလိုက်ရတယ်အထူးတစ်ပြေစိတ်အာယုံကိုစူးစိုက်ရတာတော့ခက်တယ်စိတ်ဆိုတဲ့မျိုးကလည်းရောက်ချင်းရရောက်ရောက်တွားရတော့မနေ့ပြန်ထိန်နေရတယ်ဒါကြောင့်ရှေးလူကြီးတွေကစိတ်ဆိုတာနွားရိုင်းလို့ထိန်ရခက်တယ်လို့ဆိုခဲ့တာကိုအမိတို့စကားပြောတာတွေကိုနားမထောင်တော့ဘဲစိတ်ကိုပတိမှအာယုံပြန်ပြူထားလိုက်တယ်အမိတို့စကားပြောနေတာတော့ကြားနေဘာတွေပြောနေသလဲဆိုတာတော့မသိတော့ဘူး အဲ့ဒီကနေစိတ်ကဖက်ခဲ့ဘူးတဲ့စာအုပ်တုပ်စီရောက်သွားပြန်ရောစိတ်ကိုပြန်ထိန်လိုက်ပြီးတော့တခါစိတ်ကအမေသူစီရောက်သွားပြန်တယ်အမေများဘာတွေလုပ်နေတလဲပေါ့ကျုပ်အချင်းကနာရီလောက်ကြာသွားတဲ့အထိစိတ်ကိုမထိန်ချုံနိုင်ခဲ့ဘူးပတိစိတ်နေရင်းနဲ့ကိုစိတ်ကဘယ်နှပိုင်ရောက်နေမှန်းကိုမသိတော့ဘူးစိတ်ညစ်ညစ်နဲ့ပူရီယူမင်းဥအောင်ရှင်တို့အင်းဘက်ကိုလှည့်လာလိုက်တယ်စိတ်ကရုံကိုစူးစိုက်ဖို့သူကဘလို့လောက်မှမလဲဆိုတာဆရာဥအောင်ရှင်ကိုမေးကြည့်ခြင်းတယ်ဥအောင်ရှင် channel ကိုဝင်လိုက်တော့ အဝတ်တီလန်းနေတဲ့ဒေါ်အေးကြီးကိုတွေ့လိုက်ရတယ်။အတော်အဝတ်တီကူလန်းပေးရမလား။ဟဲမလိုပါဦးရှင်မောင်ကြီး။ဒါနဲ့အတော်ကိုမေးစရာတခုရှိလို့ဆရာကြီးကအရေးကျမ်းနေဆိုတာတကယ်လား။ဒေါ်အေးကြီးကခေါင်းညစ်ပြီးတော့တကယ်ပေါ့တခါတော့ကတံပဲ့လာခနဲ့ဆိုင်တူးရွာကလူမင်းရောက်ကိုစိတ်ဆိုးဆိုးနဲ့ဝါလုံးပိုင်းနဲ့ရိုက်ထစ်လိုက်တာဟိုလူကြီးနောက်နေ့ကစားပြီးမလာကြတော့ပဲပြေးကုန်ကြပါတော့ ဒေါ်အီးကြီးပြောတော့မှကျုပ်တကယ်ယုံသွားတော့တယ်အစာကတော့ဆရာဦးအောင်ရှင်ကကျုပ်ကိုတမင်ဆနောက်ပြီးပြောနေတယ်ထင်လို့ရဆရာကြီးပြောသွားလိုက်တော့အိမ်မမဘူဒီစိတ်နေလေရဲ့ကျုပ်လည်းအိမ်ပေါ်ထက်ကိုတတ်သွားလိုက်တယ်ဆရာဦးအောင်ရှင်ကဖះကြောင်းဆောင်အရှိထိုင်နေပြီးတော့ပဒီစိတ်နေတယ်ကျုပ်လည်းဆရာကြီးကိုမနှောက်ရှက်ချင်တာနဲ့ခလန်းလန်းမှအตาထိုင်နေလိုက်တယ်ဆရာဦးအောင်ရှင်ကပဒီထိုင်စိတ်တာငြိမ်နေတာပဲဗျလား မျက်လွာကိုချထားပြီးတော့ပါဇက်ကလည်းပေါ်စီပေါ်စီနဲ့ရွှတ်နေတယ်။ဗဒီလုံးတလုံးတလုံးကနည်းနည်းလန်းပုံထောက်ရဲ့သူရွတ်နေတဲ့ကာထာကလည်းနည်းနည်းရှည်ပုံရတယ်။ဒီအချိန်ဒေါ်အေးကြီးကသူ့စီကကုံလာဝဲတဲ့မိမကြီးတယောက်နဲ့စကားပြောနေတယ်။ကျောက်တို့ဘက်ကစကားပြောရင်အော်ကြီးဟိကျပြောမှအားရကြအောင် စကားပြောတဲ့ကအတော်ကျယ်တယ်ဗျာအိမ်ဘောကနေအတိုင်းလာကြားနေရတယ် ဒါတွေမကားသေးဘူးမခင်ကြီးနဲ့နင်းကြီးတို့ညီမကလည်းအိမ်ခန်းထဲမှာရန်ဖြစ်ပြီးစကားများနေကြတာဇူညာနေတာပါပဲဗျာဒီကြားထဲအိမ်ရှိကနေဘုံကြီးကြီးတွေကအထံပြဲကြီးနဲ့အော်ဟစ်ပြီးဖြတ်သွားသေးတယ်စားကလေးတွေကလည်းအိမ်ကောင်မိုးဒီဇိုင်းမိတာမှရန်ဖြစ်ပြီးလုံးကျထွေးကြနေဆိုတော့အမိုးကတကြွကြွနဲ့ဇူညာနေပြန်ရောဒါပေမဲ့ဘလောက်ဆူဆူဥအောင်ရှင်ကလားတချက်မလုပ်ဘူးဗျာသူ့ရဲ့အာယုံစူးစိုက်နိုင်မှုကိုကျုပ်ကအဲ့ဒီနေရာမှာနေလေးစားသွားတာ ခဏကြာတော့ဦးအောင်ရှင်ကပတိစိနေတာကိုရက်လိုက်တယ်။ရင်းမောင်မင်းပတိသွားမစီပင်နဲ့ဒီမှာဘာလာလုံးနေတာလဲ။ကျုံလဲဆရာကြီးအမေကိုပြန်မဖြေသေးနဲ့။ဒါနဲ့ဆရာကြီးအခုပတိစိတာဘယ်နှပတ်ရပြီလဲဟင်။၃ဘတ်ရပြီကွာ။တီးတီးကြကြပြောရင်တော့၃ဘတ်နဲ့23လုံးမြောက်ဟဲ့။ဦးအောင်ရှင်ကပတိစိနေတဲ့အပတ်တင်မကားဘူး။ပတိဘယ်နှလုံးရောက်နေပြီလဲဆိုတာမှတ်မိတယ်ဆိုတော့ကျုပ်တော်တော်အံ့ဩသွားမိတယ်။ ဆရာကြီးဟာပဒီတလုံးညင်းတလုံးညင်းအထိမှတ်ထားတာလားဗျာဟာငါကငါလှုပ်တဲ့အလုပ်ကိုအာယုံစူးစိုက်ထားတော့ကိုဘလောက်ရောက်နေပြီလဲဆိုတာမှတ်မိနေတာပေါ့ကွာကျွန်တော်ဆရာကြီးစီလိုလာခဲ့ရတာအဲ့ဒါကြောင့်ပဲဆရာကြီးဟာကျွန်တော်ပဒီဘလို့စိတ်စိတ်အာယုံ စိုက်လို့ကိုမရဘူးစကားပြောတဲ့နေကြရင်စကားပြောတဲ့နေအနောက်ကိုစိတ်ကရောက်သွားလိုက်နောက်တော့ဟိုဟိုဒီဒီတွေးမိလိုက်နေဘာတွေဖြစ်နေမှန်းကိုမသိပါဘူးဆရာကြီးဟာဆရာကြီးကြတော့ဒီလောက်အတန်တွေစူးညံနေတာတောင်မှ ပရိစိတ်မပြတ်ဘူးနော်မင်းနဲ့ငါတူမလားကွာယမောင်ရမင်းကအခုမှအစရှိသေးတာကိုစရဏအားကောင်းရင်တမာဒီဆိုတာဖြစ်လာတယ်ကွာတမာဒီအားကောင်းလာရဲ့တော်ရောအနောက်ချက်လောက်တော့ဘာမှဖြစ်တော့ကျွန်တော်ကလည်းလမ်းညွန်ပေးပါအောင်ဗျာစိတ်အာရုံကိုဘလို့ဆူးဆိုက်ရမလဲဗျာဦးအောင်ရှင်ကခေါင်းတဆက်ဆက်ညင်ရင်မင်းကစိတ်ညင်ရာတခုလိုအပ်နေတာမယ်ယင်မောင်စိတ်ညင်ရာဆိုတာဘာလဲဆရာကြီး တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုပေါ့ကွာတမာရီထူထောင်မိအားကောင်းတဲ့လူကြတော့မြို့ထဲမှာပဲဖြစ်ဖြစ်လူတွေကြားထဲမှာပဲဖြစ်ဖြစ်ဘလောက်ဆူညံဆူညံအာယုံဆူဆိုင်နိုင်ပေမဲ့တမာရီအားနေတဲ့မင်းတို့လိုလူသေးလေတွေကြတော့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာအရင်ကြင့်ကြံပြီးတမာရီထူထောင်သွားမှာပဲအဲ့ဒီစိတ်ငြိမ်ဟာဘာမှရှိတာလဲဆရာကြီးမင်းလည်းကြားဖို့မှာပေါ့ရင်မောင်ရုံဖင်းနေတဲ့မှာတရားအားထုတ်မဲ့ယတိရဟန်းတွေကဘယ်ကိုတော့ကြတယ်လဲ ဘဲကိုသွားသလဲဆိုတော့တောထွက်တယ်ဆိုပြီးတောအုပ်ထဲကိုသွားကြတာများတယ်ဆရာကြီးအေးအဲ့ဒါပဲပေါ့ကွာတောဆိုတာစိတ်နေရာအရပင်းဒူဖျားရှင်တော်မှာတရားကျင့်ဖို့အတွက်တောအုပ်ထဲကိုသွားပြီးအားထုတ်ခဲ့တယ်မဟုတ်လားကျုပ်တည်ပြီဆရာကြီးဒါဆိုကျုပ်လည်းတောအုပ်ထဲသွားရမယ်သိဝေးဝေးလန်လန်သွားမနေနဲ့ဦးနော်ရင်မောင် မင်းကတောထွက်တဲ့လူမဟုတ်တော့တောအုပ်အနက်ကြီးထံသွားเสียမလိုပါဘူးကွာလူထံသူထံစုညံတန်တွေနဲ့ဝေးပြီးနည်းနည်းတိတ်ဆိတ်တဲ့နေရာဆိုရင်ရပါပြီဆရာကြီးစီကလမ်းညွန်ချက်ရပြီမို့လို့ကြုတ်လဲပျော်ပျော်ရွှင်ရွှင်နဲ့ရွာအပြင်ကိုထွက်လာခဲ့လိုက်တော့တယ်တိတ်ဆိတ်ငင်တက်မဲ့နေရာကိုလိုက်ရှာရင်းနဲ့မြင်းစာရွာအရှေ့ဘန္နာကယာခင်းဒီစီကိုထွက်လာခဲ့လိုက်တယ်အဲ့ဒီမှာ တစ်တော်တစ်တော်ပင်ဖုံးလွှားနေတယ်။အရှိဘအကြောက်ဆုံးရာခင်းနဲ့တောဆက်အကြားနေရာကိုရောက်တော့အတန်ပလန်ဒီအတော်တိတ်ဆိတ်နေတာကိုခံစားလိုက်ရတယ်။ဒါပေမဲ့ဒါပေမဲ့ပတိထိုင်စိတ်ထုကြတော့မြေပေါ်မှာမစိတ်ခင်ဘူး။တောဆက်မှာနည်းနည်းဆက်ဆောက်သွားလိုက်ရင်တနည်းရောက်တော့လဲဖီလောက်ရှိတဲ့ကြောက်ဖြာကြီးတစ်ခုကိုတွေ့လိုက်ရတယ်။တဘာဝကြောက်ဖြာကြီးတစ်ခုချစ်မဲ့ထင်တယ်။ကြောက်ဖြာအပေါ်ဘက်ကချောမွေပြီးပြောင်လဲနေတာပါပဲ။ကျိုးလဲကြောက်ဖြာပေါ်ထိုင်ကြည့်တော့ ေးအေးကလေးနဲ့ထိုင်လို့ကောက်လေကြားထိုင်ပြီးတော့ပတိကိုအာယုံခံစိတ်တော့တတော်စိတ်လို့ကောက်နေစိတ်ကိုလည်းစူးစိုက်လို့ရသွားတယ်စူညာတန်ဒီအတန်ပလန်ဒီမရှိတော့အာယုံကတတော်နဲ့မပြန်လွင်းတော့ဘူးစိတ်အာယုံတစ်ခုလုံးကပတိစိတ်တဲ့အထဲကိုရောက်နေတယ်ဆိုတော့ပတိဘနဲ့ပတ်ရတယ်လဲဆိုတော့တော့မှတ်เสียမလို့ပဲစိတ်ကအလိုလိုတည်နေတယ်ကျုပ်စိတ်နေရင်ခွမတ်ပါရရောက်မှာကျုပ်ထိုင်းနေတဲ့ကြောက်ဖြားကြီးကဝုန်းကနဲလှုပ်သွားတယ်လို့ထင်လိုက်ရတယ် ကျုပ်လည်းကမန်ကဒန်းနဲ့မျက်စိဖွင့်ကြည့်လိုက်တော့ကြော့ဖြားကြီးကလည်းဒီအတိုင်းမှရှိနေတယ်။ကျုပ်စီထင်းတော့ဆရာဦးအောင်ရွှင်တခါပြောဘူးလေအဖြတ်ဝဲနေဆိုတာပဲဖြစ်ရမယ်။စိတ်ကိုပြန်စူးစီးပြီးမျက်စိဖွင့်ပြီးပရိစိတ်တာကိုရပ်လိုက်မိတယ်ဆိုတော့အစကနေပြန်ဆဖို့ကြိုးစားလိုက်တယ်။သူများတွေဆိုရင်ကိုရောက်နေတဲ့နေရာကနေဆက်စိတ်မှစိုးပေမဲ့ကျုပ်ကတော့အစကပြန်ဆဖို့ဆုံးခဲ့ပြီးဒီကနေပြန်ဆစိတ်ရတော့တယ်။အားလုံးစူးစက်ရလွယ်တဲ့ဒါပရိစိတ်ရတာတိတ်မခတ်တော့ဒီလိုနဲ့စိတ်လာရင် ထုံးပတ်လို့ရောက်တော့ จ้าพญาကြီးကတိတ်ခနဲ့လှုပ်သွားပြန်တယ်ဂျိုလဲစိတ်ကထင်နေလားပဲဆိုပြီးအားမလျှော်ပဲဆက်စိတ်နေရင်ငါးဘတ်အရောက်မှာတစ်ခါထတ်လှုပ်ပြန်တယ်ဒီတစ်ခါလှုပ်တာတော့ခုနကနည်းနည်းအားပြင်းတယ်လို့ပြောရမယ်ဂျိုဆက်ပြီးစိတ်နေရင်ခုနှစ်ဘတ်အရောက်မှာကြောက်ဖြာကြီးကငလင်းလှုပ်တလို့အရှိအနောက်ရိမ့်ထိုးပြီးလှုပ်တော်တာလှုပ်တာလဲတတော်ကြာတယ်အစားတော့ကြောက်ပြီးထပြီးစဉ်းစားမိပြီမင်းဒီလောက်ကြမ်းတာငလင်းတော့မဖြစ်နိုင်အောင် ။ငါစိတ်တွေကထင်နေတာပဲနေမှာပါဆိုပြီးစိတ်ကိုတင်းပရိဆက်စိတ်နေမိတယ်။ရှစ်ပတ်မြောက်အရောက်မှာပဲတဝောဝော်တတဟေးဟေးနဲ့အတန်တွေကြားရပြီးတော့ဘေးနားကတစ်ပင်တွေလည်းတဝုန်းဝုန်းနဲ့လှုပ်ရှားကြတယ်။ပထမတော့တတိပြေဖုတ်နေရင်းက နောက်ပိုင်းအတော်တန်းတန်းကိုလှုပ်ခတ်နေတယ်။တော၆တယ်ဆိုတာဓာမျိုးကိုပြောတာနေမယ်။ကျုပ်တကူလုံးချက်တီမွင်ယွန်းတွေထားပြီးတော့စိတ်ထင်းမှလည်းအတော်ကြောက်လာမိတယ်။ ပဒီစိတ်တာပြီးဖို့ကလည်းတပတ်ပဲလိုတော့တာဆိုတော့ရှက်လိုက်ရမလားထပ်ပြေးရတော့မလားဆိုပြီးအတော်စဉ်းစားနေမိတယ်။နောက်ဆုံးတော့စိတ်ကိုဒုံဒုံချလိုက်သည်။ဒီကူးပလောက်စိတ်တတော်မှာအခက်ခဲကိုမကြော်နိုင်ဘူးဆိုရင်ငါယောက်ျားမဟုတ်တော့ဘူးလို့တွေးပြီးစိတ်ကိုပြန်တင်းလို့နောက်ဆုံးတပတ်ကိုဆက်စိတ်နေလိုက်သည်။ပဒီကူးပပြေဖို့နီးလာလေလေအတန်တွေကပို့ပြီးကြောက်စရာကောင်းလာလေလေပဲ။နောက်ဆုံးတုံးလေးလုံးအရှုံးမှာတော့ ကြော့ခေါင်းကြီးတစ်ခုလုံးဝေဝါးသွားပြီးလွမိတ်မျောသွားတယ်လို့လို့လေဟာနဲ့ဤမှာလွင့်မျောနေတယ်လို့ခံစားလိုက်ရတယ်ကျုပ်အာယုံထဲမှာဘယ်လိုမင်းရတယ်လဲဆိုတော့ကျုပ်ကကြောက်ဖြာကြီးပေါ်မှာငုတ်တုတ်ကြီးထိုင်နေတယ်ကျုပ်ဘေးနာပတ်ချာလဲမှာအသားဖြူဖြူနဲ့ပင်ရှိရှိတဲ့ကောင်ကြီးတွေပတ်ဝိုင်းလည်နေကြတယ်ဒီကောင်ကြီးတွေကိုလူလိုလဲပြောလို့မရဘူးပုံစံဒီကဖြာလိရှည်ကြီးတစ်ခုလိုရှည်ရှည်မျောမျောကြီးဖြစ်နေပြီးတော့လက်သွေးချီတွေကလည်းဖြစ်တယ်လို့ပေါက်နေကြတယ် တချို့အကောင်တွေမှာလက်တစ်ချောင်းပဲပါတယ်။တချို့အကောင်တွေမှာတော့လက်က၃၄ချောင်းလောက်ရှိနေတယ်။အာယုံလဲမှမြင်ရတာဆိုတော့မျက်စိနဲ့မြင်ရတဲ့ပုံစံမဟုတ်ဘူး။အိမ်မန်မန်နီးသလိုကြီးမြင်နေရတာ။ဒီချိန်ကျုပ်အရှိမဖြူးဖြူးအကောင်ဤတကောင်ရောက်လာပြန်တယ်။သူကြတော့လူပုံစံပဲဗျာ။ပိန်ပိန်ရှိရှိအဖိုးကြီးတယောက်နဲ့တူတယ်။ခါမှာတော့ကြားသက်သားရည်လိုအစော့ကိုပတ်ထားတယ်။သူ့အသားကမြေဖြူခဲလို့ဖြူးဖြူးဆွတ်ဆွတ်ကြီးနေဗျာ။ ထူးခြားတာကတော့နားရွက်ကြီးတွေပဲဗျာနားရွက်တွေကအပြားတော့သိမကြီးပေမဲ့ရှည်တာတော့အတော်ရှည်တယ်ဗျာနားရွက်ထီဖျားကချက်လော့အထီကိုတွဲလောင်းကြီးကြနေတာအံ့ရောပြောဒီလူကြီးကကြွက်ကိုလည်းညှို့ထိုးလိုက်ပြီးဒီမဲကောင်လဲမဲကောင်ကနောက်ဆုံးအချိန်တတိပေးလိုက်မယ်မဲကူချက်ချင်းထိုင်ရကနေထားလိုက်ပြီးတော့ဒီနေရာကထွက်သွားလိုက်တော့မဟုတ်ရင်မဲကောင်ကတော့တတ်ဖြတ်ရလိုက်မယ်ကျုပ်ဒီမှာတတလုံးနေတာမဟုတ်ပါဘူးကျုပ်ကိစ္စကြုံလုံးနေတာပါ ကိစ္စပြီးရင်ပြန်มาပါကျုပ်ကောင်းကောင်းမွန်းမွန်းပြောတာတောင်ဒီလူကြီးကမပြီးသေးဘူးဗျာပေါ်ပြီးတော့တော့ဒေါတာထွက်သွားသေးတယ်အောင်းမမလို့ခြင်းဘူးအခုထွက်သွားဒါငါတို့နေမင်းငါတို့ကြက်ရလုတ်ပိုင်ခွင့်ရှိတယ်ပြောရင်းနဲ့ဒီကောင်းကြီးတွေကကျုပ်ကိုဝိုင်းလာကြပါရောအတန်ဒီကလည်းတော်တော်ကြောက်စရာကောင်းတယ်ဒါတွေမကသေးဘူးသူတို့ပဇက်ကြီးတွေကိုဖျဲပြပြတာစားမဲ့ဝါမဲ့ပုံစံတွေလုတ်ပြကြပြန်ရောယူဒီတခါတော့ကြုတ်ပြုံးမပြတ်တဲ့အောင်ကြောက်သွားမိလေ จุกติงคันทาวิเมดีเตเยริกาตะเกลุ่มเมยุกเดซูรอนาวซงทับปี้โกซงเผ็ดไลกาโรเดดีจิงมาเวจุกเปนากาเยดันตะชะจ้าไลยาบีซีลาอู้อองชิงโกตุ่ยไลยาเดฮ่าฮ่าเม็งกาตะเกเนเรียกองโกย่อลาราโกยีมองเกเสียอีဘလိုလို့ဒီကိုရောက်လာရတာလဲဗျမင်းဘေးရောက်နေတဲ့ဘာဖြစ်နေလဲဆိုတာလောက်ကတော့ငါတီးပြီးသားပါရေမောင်းရဒါပေမဲ့မင်းလောက်ဆရာရှိတဲ့အလုတ်ကိုရတန်းကရက်လိုက်လို့မဖြစ်ဘူးနော် ဒီလူတွေကိုငါရှင်းလိုက်မယ်ဒီလူတွေကဘသူတွေလဲယင်ဆရာကြီးမင်းမတွေ့ဘူးရဲ့မှတ်ထားတပည့်ဆောင်လာဒီလိုတရားကိုဖြိုးတာပဲကွာဦးအောင်ရှင်ကအဖြူရောင်အကောင်ကြီးကိုလည်းညှိုးထိုးပြတယ်ကျွန်တော်ကြားဘူးတဲ့တပည့်တွေကတော့ဒါလောက်မသေးပါဘူးဗျာနားရွက်အကြီးကြီးကလည်းစင်နားရွက်ကြီးလိုပဲတဲ့ဗျာအဲ့တဲ့ခါနားရွက်တစ်ဖက်ကိုခင်းနေပြီးနားရွက်တစ်ဖက်ကိုဆောင်းချုံဥကြရတယ်လူတွေအပြောနဲ့တကယ်လက်တွေနဲ့ကတော့ကွာတာပေါ့ကွာဒါပေမဲ့ မဖြစ်နိုင်ဘူးလို့လည်းပြောလို့မရဘူးတပည့်တွေကတကိုးရှိတဲ့အကောင့်တွေဆိုတော့လိုရာပုံစံအမျိုးမျိုးဖြန်ဆင်းနိုင်တာပေါ့ကွာဦးအောင်ရှင်ကတပတ်ကြီးကိုလက်ညှိုးထိုးပြီးကဲမောင်တပတ်မင်းဘလို့ဖြစ်လို့သူ့ကိုနှုတ်ဆက်ချင်ရတာလဲဖြောစမ်းတပတ်ကြီးကဦးအောင်ရှင်ကိုဝေရိုသေးတဲ့ပုံပဲဗျဒီလိုပါဆရာကြီးကျွန်တော်နဲ့နောက်လိုက်နောက်ပါ ပြစ်တာတွေကဟောဒီကြောက်ဖြာကြီးအောက်မှာအင်းအားတီထောင်ပြီးအတီးတကြနေထိုင်ကြပါတယ် အခုဒီတငယ်ကကြောက်ဖြာပေါ်ရောက်လာပြီးပရိစိတ်တဲ့အခါကြောက်ဖြာအောက်မှာနေတဲ့ကျွန်တော်တို့တွေမနေနိုင်အောင်ပူလောလာကြလို့သူ့ကို၆လန်းတတိပေးရလာပါမင်းတို့၆လန်းတာကလွန်ပါတယ်ကွာအခုတော့ရှိစီတော့ငါတပည့်လေးလုတ်ဆက်ရှိတဲ့အလုတ်ကိုပြီးဆုံးလို့လွတ်ပါစေသူပြန်သွားတဲ့အခါမင်းတို့နေမြဲတိုင်းနေကြတော့ပြီးတော့ဒီကောင်လေးကငါတပည့်ဆိုတာမှတ်ထားကြမင်းတို့ဒီသူ့ပေါ်အမှတ်တေးထားတာရန်ညှိုးထားတာဒီမလုတ်ကြနဲ့ဟုတ်ပြီလားဦးအောင်ရှင်ကကြိုကူကြည့်လိုက်ပြီးကဲ ်ငါတို့ပဲလုတ်ဆက်ရှိတာတာဆက်လုတ်တော့ဒီချင်းကျုပ်အာယုံထဲမှာပေါ်နေတဲ့အရာတွေအားလုံးဝုန်းကနေပျောက်ကွယ်သွားတယ်ပဒီကိုပတ်ပြီပေါ့သုံးလုံးပဲကြံတော်တာဆိုတော့ကျုပ်လည်းစိတ်အာယုံကိုစူးစိုက်ပြီးအဲ့ဒီပဒီသုံးလုံးကိုစိတ်ချလိုက်တယ်အားလုံးပြီးတော့မျက်လုံးဖွင့်လိုက်တဲ့အခါမှာဂျုံနာမှာဘာမှရှိမနေဘူးဒါဆိုခုနကဆီယာဦးအောင်ရှင်ရောက်လာတယ်ဆိုတာကျုပ်ရဲ့အာယုံတန်ကိုရောက်လာတယ်ဆိုတာသိလိုက်ရတယ်ဆီယာဦးအောင်ရှင်ကကျုပ်ကိုနေရာတကာမှာဆောင်းရှောက်နေတယ်ဆိုတာသိလိုက်ရလို့ ဆရာကြီးကိုလေးစားသွားပြီးတော့လက်အုပ်ချပြီးဥချလိုက်မိတယ်။ရွာအပြန်ဥအောင်ရှင်ရဲ့အိမ်ကိုဝင်လာခဲ့တော့ဥအောင်ရှင်ကခြံဝမှာလမ်းလျှောက်နေတာကိုတွေ့လိုက်ရတယ်။ဆရာကြီးကျွန်တော်ကိုးပါတော့အောင်မြင်လာပြီ။ဒေါ်အုပ်တယ်ဆိုတာပရာလောကသားတွေကျင်းလေရအရက်ပဲရှင်မောင်ရ။ပရာလောကသားတွေကဒီလိုဖျားတရားအလိုမျိုးကြတော့ခန္ဓာရင်မချွိကြဘူး။ဒါကြောင့်အရင်ဆုံးအဲ့ဒီအရက်ကပရာလောကသားတွေကိုအတိပေးတာမျိုးမိတ်ဆွေဖွဲ့တာမျိုးအရင်လို့တင်တယ်ကွာ။ ျွန်တော်နားလဲပါပြီဆရာကြီးအစိုးထက်ကအကောင့်တခုကတော့မင်းကသူတို့ထော်တားရတဲ့အထီးဖြစ်ရတယ်ဆိုတာမင်းရဲ့စရဏအားကောင်းလို့ပဲလို့ယူဆမိတယ်ရမောင်မင်းဒီအတိုင်းပုံမှန်ကလေးသာဆက်လို့သွားတနေ့တော့ထူးကြလာလိမ့်မယ်ဟေးဥအောင်ရှင်ပြောတာနဲ့ကျုံတောင်အားတက်သွားတယ်ဗျာဒါနဲ့အိမ်ကိုပြန်လာခဲ့တော့တယ်ဒီအကြောင်းကတော့မမမရဲ့အချို့ပထမဆုံးကျင်းစဉ်ကျင့်တဲ့အချိန်မှာဆရာဥအောင်ရှင်ကကျုပ်ကိုကယ်လိုက်တဲ့အကြောင်းပေါ့ဗျာ လာရောက်နားဆင်ဖြစ်သောတူဦးတယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ